င်းစုပ်ရဲ့ fact checker တွေကိုဖြုတ်ပစ်ပြီး community note နဲ့အစားထိုးမဲ့အစီအစဉ်ဟာမြန်မာနိုင်ငံမှာတရားဝင်စတင်တာမရှိသေးပေမဲ့ Facebook ပေါ်မှာလူမျိုးရေးဘာသာရေးအမုန်းစကားနဲ့သတင်းတို့သတင်းအမှားဖြန့်ဝေနေတဲ့ page တွေနဲ့အကောင့်တွေတနည်းတခြားများပြားလာနေပါတယ်။ဒီလိုအမုန်းစကားတွေသတင်းတို့သတင်းအမှားတွေကိုရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတဲ့အထက် ARF Burmese ဆိုတဲ့ Facebook page အတူကို TV Fact Check ပရိသတ်တွေသတိထားနိုင်ဖို့ပြောပြပေးပါမယ်။ ARF Burma Space ဟာစစ်ကောင်စီနဲ့ပတ်သက်ပြီးဝါရဖြန့်ရေးသားတာတွေလှုပ်ဆောင်နေတဲ့အပြင် အထူးသဖြင့်ရခိုင်တပ်တော် AA နဲ့ဆက်ဆက်တဲ့အမုန်းစကားနဲ့သတင်းတုသတင်းမှားတွေကိုအဓိကထားဖြန့်ဝေနေပြီးစစ်ကောင်စီနဲ့ပတ်သက်ပြီးဝါရဖြန့်တာတွေရေးသားနေတဲ့ page ဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာပေးစတင်ဖွင့်လှစ်ခဲ့ပြီး ပိတ်ဆပ်ဖွင့်တဲ့နေ့မှာပဲရခိုင်ပြည်နယ်စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးစတင်ခဲ့တာဖြစ်ပြီးပထမဆုံးတင်တဲ့ post မှာတော့ရခိုင်တပ်တော် AA ကို AA ဟုသာတုံ့နှုံးပြီးစစ်ကောင်စီဟာ AA ရဲ့ထိုးစစ်ကိုခုခံဖို့အသင့်ရှိနေတယ်ဆိုတဲ့ရေးသားမှုတွေနဲ့ဝါဒဖြန့်ခဲ့ပါတယ်။ TV ဖတ်ချက်အနေနဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလနှစ်လအတွင်း ARF Burmese Page မှာတင်ထားတဲ့ post တွေကို အချက်လက်စုစည်းလိုက်တဲ့အခါမှာ ဇန်နဝါရီလ16ရက်နေ့ကနေဇန်နဝါရီလ31ရက်နေ့အထိ post ပေါင်း196ခုတင်ခဲ့တာကိုစစ်ဆေးတွေ့ရှိရပါတယ်။အဲ့ဒီအထဲမှာရခိုင်တပ်တော် AA နဲ့ဆက်ဆက်တဲ့ post ပေါင်းတီးတန့်46ခုအထိပါဝင်ခဲ့ပါတယ်။ဒါအပြင်နိုင်ငံတကာနဲ့ဆက်ဆက်တဲ့အကြောင်းအရာ82ခု TNL, MMDAA, KNU, KNLA, KIA, PDF, NUG စတာတွေနဲ့ဆက်ဆက်တဲ့တိုက်ပွဲအကြောင်းအရာတွေက63ခု နေဆက်ကျမ်းမာရေးစောင့်ရှောက်မှုလို့ရေးသားမှုတွေအပါအဝင်ဘီလမြေဈေးနှုန်းစတဲ့အထွေထွေအကြောင်းအရာ20ခုအထိတင်ထားတာဖြစ်ပါတယ်။ရခိုင်တပ်တော် AA နဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေ ဖြန့်ဝေတဲ့အခါမှာဇန်နဝါရီ28ရက်နေ့အထိ AA အာရခတပ်တော် AA လို့တုံ့နှုံခဲ့ပေမဲ့ဇန်နဝါရီလ26ရက်နေ့မှာတော့အကြမ်းဖက်ဆိုတာပါတွဲပြီးတုံ့နှုံတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ ARF Burmese ဆိုတဲ့ page ဟာ page ဆဖွင့်ဖွင့်ခြင်းဇန်နဝါရီလကတည်းကအေအေတက်ဖွဲ့နဲ့ပတ်သက်တဲ့အကြောင်းအရာကိုဦးစားပေးတင်ခဲ့တာကိုစစ်ဆေးတွေ့ရှိရပြီးဖေဖော်ဝါရီလအတွင်းမှာလည်းအေအေတက်ဖွဲ့ကိုပဲပြစ်မှတ်ထားပြီး post တွေတင်ခဲ့ပါဗျ။ဒီဖတ်ချက်အနေနဲ့ match လအတွင်းမှာ ARF Burmese တင်ခဲ့တဲ့ post တွေကိုစောင့်ကြည့်တဲ့အခါမှာ match လ16ရက်နေ့အထိ post ပေါင်း108ခုထိတင်ခဲ့ပါဗျ။ ဒီလို post တွေတင်တဲ့အခါမှာလဲရခိုင်ဒေသအပြင် ရခိုင်တပ်တော် AA နဲ့ဆက်ဆက်တဲ့ post ပေါင်း53ခုအထိတင်ခဲ့ပြီးရခိုင်တပ်တော် AA ကိုလည်းအကြမ်းဖက်စစ်သွေးကြွစသလိုတုံ့နှုံပြီးအမုန်းစကားနဲ့သတင်းထုတ်သတင်းမှားတွေဖြန့်ဝေခဲ့တာတွေ့ရှိရပါတယ်။ဒါအပြင်မတ်လ16ရက်နေ့အထိတင်ခဲ့တဲ့ post တွေမှာနိုင်ငံတကာသတင်း32ခု TNL, MMDAA, PDF, CDF KIA KNU တို့နဲ့ဆက်ဆက်တဲ့အကြောင်းအရာ29ခုနဲ့တခြားအထွေထွေအကြောင်းအရာ5ခုအထိတင်ထားတွေ့ရပါတယ်။ဒီလို ARF Burmese က post တွေမှာသတင်းအထုသတင်းအမှားတွေပါဝင်နေတယ်ဆိုတာကို DB ဖက်ချက်အနေနဲ့လည်းအရင်ဘက်တွေမှာတုန်းကစစ်ဆေးပေးခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်ဒီ page ဟာသတင်း page ပုံစံဖန်တီးထားပြီးရခိုင်တတော် AA နဲ့ဆက်ဆက်ပြီးအမုံစကားတွေသတင်းထုတ်သတင်းအမှားတွေလှုပ်ဆောင်ဖို့ဖန်တီးထားတာထင်ရှားနေပါတယ်။ ဒါအပြင်ဒီ page နာမည်ကလည်း IFB Farmis ရဲ့နာမည်ကိုစင်တူရိုးမဖြစ်အောင်သုံးစွဲထားတာဖြစ်တယ်လို့ရခင်က page ရဲ့ bio မှာလွတ်လပ်တဲ့အာရှအတန်းဆိုပြီး IFB သတင်းဌာနရဲ့စာသားကိုသုံးစွဲထားပြီးနောက်ပိုင်းမှာ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဒါကြောင့်စာဖတ်သူတွေအနေနဲ့သတင်း page အယောင်ဆောင်ပြီးအမုန်းစကားနဲ့သတင်းတို့သတင်းအမှား page တွေကိုတတိထားကြဖို့နဲ့ page ကို report လုပ်ဖို့ရှောင်ကျဉ်ကြဖို့အကြံပြုလိုပါတယ်။ အိန္ဒိယနယ်စပ်မှာရှိတဲ့